ထူဆောင်ပါသွားတာက လောက်ကျန်ခံရတာဟုတ်မဟုတ်ကိုသူကမလေးကိုယ်တိုင် ရှင်းလာပါပြီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီအနုပညာရှင်တဲ့နေ့ကိုပုံမှန်တက်ဆက်ပေးနေတဲ့ကျမရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရစေတယောက်စာထူကွယ်လွန်သွားတာတပတ်ကျော်သားခဲ့ပြီဖြစ်ပါတယ်သူချရတဲ့အနုပညာနဲ့တကောပရိသတ်တွေကိုနှောဆထွက်ခွာသားခဲ့တဲ့သူကိုပရိသတ်တွေကတော့မေးမရဖြစ်နေကြဆဲပါပဲရှင်ထူကွယ်လွန်တာနှမျောဖို့ကောင်းနေပါတယ် မိဘအပေါ်မှာတိတက်လုံးနဲ့တားလိမ်မာလေးတောက်ကိုဆုံရှုံလိုက်ရတဲ့မိခင်ဖြစ်သူခင်များမှလည်းအခုချိန်ထိယူကျုံမရဖြစ်နေရပါတယ်။သူမိခင်လိုပဲထထုခံစားနေရရှာတဲ့သူရဲ့ပြိသက်တွေကလည်းအခုလိုမျိုးထူးကွယ်လွန်းတာဟာသွေးရောသားရောမဖြစ်နိုင်ဘူးဆိုပြီးထင်ကြီးပေးနေကြတာဖြစ်ပါတယ်။အခင်ဖြစ်ပွားရနေရမှလည်းသူရဲ့ကဟာမြင်လို့မှမကောင်းအောင်ကိုဆုတ်ပြတ်တက်နေကြတာဖြစ်ပါတယ်။အစောပိုင်းအခင်ဖြစ်ပွားခဲ့တဲ့အချိန်တော့ဆိုရင်လေသူအပြင်အခြားကောင်မလေးတယောက်ရဲ့နောက်ထပ်ကောင်လေးတယောက်ရဲ့ကပါလာသေးတာဖြစ်ပါရဲ့ ဒါကြောင့်လဲသူပရိသတ်တွေကဖြစ်စဉ်အချင်းချင်းကိုကြည့်ပြီးထူးကွယ်လွန်ရတာကတာမန်မဟုတ်ဘူးလို့ကောက်ချက်ချနေရဖြစ်ပါရီပိုစရာကတိကောင်မလေးနဲ့အခြားကောင်လေးတို့ဟာသူ့ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဘာတစ်ခုကိုမှ ထုတ်ဖော်ပြောဆိုထားခြင်းမရှိရပါဘဲဒါကြောင့်လဲပရိသတ်တွေရဲ့ကြားထဲမှာသူတခုငါတခုပြောရင်းနဲ့တည်င်းနေကပြန့်ကျဲကုန်တာဖြစ်ပါရီဒီလိုအချိန်မျိုးမှာအဆိုပါကားပေါ်မှာအတူပါလာတဲ့သူ့ရဲ့ကောင်မလေးဖြစ်သူကိုယ်တိုင်ကအခုလိုရှင်းပြလာပါရော တကယ်ရနော်မီဒီယာတွေရှိတတိမကအာတီကောင်မလေးတွေကိုဘာမှမပြောခံထားလို့သိရပါတယ်။ကောင်မလေးကအနေငယ်စိတ်တူနေဟရှိပြီးသူရှင်လင်းဖော်ပြထားတဲ့စာရီထဲမှာဆိုရင်ငါလို့သာတုံ့နှောက်ထားတာကိုတွေ့ရပါတယ်။အဆိုပါသူနဲ့အတူတူရှိခဲ့တဲ့ကောင်မလေးကအခုလိုပဲပြပြထားပါတယ်။တီချနာနည်းနည်းပြပြမယ်နော်ဘသူမှလောက်ချင်တာလည်းမဟုတ်ဘူးညဘက်ပြန်ကနေတနားရီထိုးသွားတယ်အဲ့ဒီချိန်တောက်လဲတောက်ထားတယ်ပြန်ကနေနောက်ကျနေလို့ကောင်းနည်းနည်းအချိန်တင်မောင်းနေ အဲ့ဒီကျန်တဲ့အကိုနဲ့ငါဖြစ်ဖြစ်မောင်းမှုပြောတာကိုဘသူစကားမှနားမထောင်ပဲသူမောင်းနေမထိန်နိုင်လို့မှောက်သားတယ်လို့ဆိုထားပါရီပြီးတော့ကောင်မလေးကတတိယပြီးအနီးနားလူတွေကိုအကူအညီတောင်းပြီးဆေးရုံတင်ပေးပါရီဆေးရုံမှာလည်းတောင်းရလောက်ထိသူလိုက်ဆောင်ပေးခဲ့ပါရီကောင်မလေးဖေကလည်းဆေးရုံတက်နေရတာတော့မှလိုက်ဆောင်ပေးခဲ့တယ်လို့ဆိုထားတာကိုတွေ့ရပါရီဆေးရုံမှာလည်းအနီးကပ်ပြုစုပေးခဲ့တယ်လို့ရက်လေတဲ့အထီလည်းအကောင်းဆုံးပြုလုပ်ပေးပြီးပြီမို့လို့တက်ကိုသူလေးပြလုံးနေဆိုပြီးရေးတင်ဖြည့်ရှင်းခဲ့တာပါ ဒီလိုတင်ပြီးမကြခင်မှာပဲကောင်မလေးက post ကိုပြန်ဖြတ်သွားကြတာကြောင့်ပရိသတ်တွေကရောကောင်မလေးရဲ့ဖြစ်ရှင်ချက်ကိုလက်မခံနိုင်ပဲရှိနေတာဖြစ်ပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ဘယ်လိုများမြင်ကြလဲရှင်ဟုတ်ကဲ့ပါရှင်နောက်ချက်ပြီးတော့လေအနည်းပညာဆယ်လီတရင်ကြောင်ရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးခဲ့ကြပါအောင်နော်ပရိသတ်ကြီးကနမေကျော်ဆယ်လီတရင်အနေနဲ့မျက်စိမပြတ်ခြင်းဆိုရင်တော့အမြန်ဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော် အဆုံးထိနာဆင်ပြီလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်